မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရင်းမာပင်မြို့နယ်စစ်တပ်ရဲ့ရဲစစ်ကြောင်းကိုတော်လိုင်းတပ်များကတိုက်ခတ်ခဲ့ရာဒူရဲအုပ်တအူးအပါဝင်ရဲတပ်ဖွဲ့ဝင်6ဦးသေဆုံးပြီးလက်နက်6လက်နဲ့ခဲယမ်းများကိုရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ18ရက်နေ့မနက်6:55မိနစ်အချိန်မှာရင်းမာပင်မြို့နယ်အောင်စီယာဂုံအနီးတီတကူဖုန်ကြီးကျောင်းကနေလာတဲ့ရဲနဲ့စစ်ကောင်စီစစ်ကြောင်းကို တော်လိုင်းတပ်များကပျောက်ကြားစစ်နဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ရဲများစီးနှင်းလာတဲ့ Probox Gardasi မိလောင်သွားပြီးတော့ဒူရဲအုပ်တအူရဲဒူးတက်ကြက်2ဦးရဲတပ်သား3ဦးစုစုပေါင်းရဲ6ဦးသေဆုံးသွားတယ်လို့သိရပါတယ်။အဲဒီသေဆုံးသွားတဲ့ရဲ6ဦးစီကနေပြီးတော့ G3 တပ်နဲ့3လက် M16 တပ်လက် HK တပ်လက် UZ တပ်လက် 5.56G 165တောင်းရရှိခဲ့ပြီးတော့တော်လိုင်းရဲဘော်တအူ1ဘိုက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စေကူတာမှုခံယူနေတယ်လို့သိရပါဗယ်၎င်းစစ်စင်ရေးကိုရေမာပင်မြို့နယ်တိုက်နယ်တက်ပကဖကငကားညီနောင်နဲ့ချိုမိုင်းမိုင်းမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာစစ်အာဏာရှင်တိုက်ထုတ်ရေးစစ်ပွဲများမှာတော်လိုင်းတပ်များဘက်ကနေပြီးတော့စေတနာဝန်ထမ်းနိုင်ငံသားစစ်သားဟောင်းတချို့ပါဝင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာစစ်တပ်ကိုစန့်ကျင်တဲ့စစ်ပွဲများမှာတော်လိုင်းတပ်များနဲ့အတူလက်ကျင်ပြီးတိုက်ပွဲဝင်နေတဲ့နိုင်ငံသားအရေးတော်ဟာနေပါတော့လေဗြိတိန်စစ်သားဟောင်းတုံးနဲ့အမေရိကန်တိုက်ခိုက်ရေးသမားတုံးတို့ပါဝင်နေတယ်လို့သိရပါတယ်။စစ်အာဏာသိမ်းပြီးတဲ့နောက်မှာငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူများကိုရရက်ဆက်ဆက်တပ်ဖြတ်ခဲ့တဲ့စစ်တပ်ကိုခုခံတော်လှန်နေတဲ့တော်လိုင်းအင်အားစုများကိုအားပေးထောက်ခံတဲ့အနေနဲ့စစ်ပွဲများမှာပါဝင်အကူအညီပေးခြင်းဖြစ်တယ်လို့စေတနာဝန်ထမ်းတုံးကပြောဆိုခဲ့ပါတယ်။မြန်မာစစ်တပ်ဟာရှေ့တောင်အာရှမှာ အရက်ဆက်ဆုံးနဲ့စစ်လက်နက်ပစ္စည်းတပ်ဆင်မှုကောင်းတဲ့စစ်တပ်တစ်ခုဖြစ်တယ်လို့လည်းစေတနာဝန်ထမ်းနိုင်ငံသားကပြောဆိုခဲ့ပါတယ်။2009ခုနှစ်ကနေပြီးတော့2012ခုနှစ်အထိဗြိတိန်စစ်တပ်မှာ၄နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ချီလင်းစစ်သားဂျေဆန်ဟာမြန်မာနိုင်ငံရဲ့အရှိတ်အဟောင်းရှေ့တန်းစစ်မြေနာမှာရှစ်ပတ်ကြာအောင်တွားရောက်ခဲ့ပြီးတော့အေပီလာကုံမှာတော့မြန်မာနိုင်ငံကနေပြန်လည်ထွက်ခွာခဲ့တယ်လို့သိရပါတယ်။ British ဆက်သား Jason ဟာ Afghanistan မှာစစ်ရေးတာဝန်9လကြာတာဝန်ထမ်းဆောင်ခဲ့မှုတယ်လို့လည်းသိရပါဗျ လုံခြုံရေးစိုးရိမ်မှုကြောင့်အမိပြောင်းလဲထားတဲ့ဂျေဆင်ကမြမတော်လိုင်းရေးသမားများကစစ်ကောင်စီကိုခုခံကာကွယ်တိုက်ခိုက်ရင်းနဲ့အသက်ဆွရန်ဝင်မလေးကြဘူးလို့ပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံကအရင်ကျွန်တော်တို့တိုက်ခဲ့တဲ့စစ်ပွဲတွေနဲ့ခြားနားပါတယ်။အရင်ကျွန်တော်တို့တိုက်ခဲ့တဲ့စစ်မြေပြင်တွေမှာကကြောက်စိတ်များနေတဲ့မျိုးလုံးတွေကိုတွေ့ခဲ့ရတယ်။ဒါပေမဲ့ဒီမှာကတော့သူတို့ကရဲရင်တဲ့စစ်တီတော်တွေပါလို့ဂျေဆင်ကပြောဆိုခဲ့ပါတယ်။အဓိကအားဖြင့်မြန်မာနိုင်ငံရဲ့နေဆက်ဒေသများမှာတိုင်းဒေသလက်နက်ကိုင်အဖွဲ့များကတခါတရံ နိုင်ငံခြားစေတနာဝန်ထမ်းများရဲ့အကူအညီနဲ့မြန်မာစစ်တပ်ကိုဆယ်စုနှစ်များစွာတိုက်ခိုက်နေခဲ့တယ်လို့သိရပါဗျ။သို့သော2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့မြန်မာစစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုများကတိုင်းဒေသဒေသအစွန်အဖျားများကနိုင်ငံအလဲပိုင်းဒေသများအထိကိုပြန့်နှံ့သွားခဲ့တယ်လို့ပြောဆိုခဲ့ပါဗျ။ ရုရှားနိုင်ငံလို့တိုက်လေရဲ့အများပြားနဲ့အရသားများအပေါ်မှာခွဲခြားဆက်ဆံမှုမရှိဘဲလေကြောင်းတိုက်ခိုက်မှုများကြေးရွာများကိုမိရှို့မှုများစစ်တပ်ကပြုလုပ်ခဲ့တယ်လို့သိရပါဗါးကုလသမဂ္ဂနဲ့လူအခွင့်ရေးအဖွဲ့အစည်းများကအဲ့ဒီတိုက်ခိုက်မှုများကိုစစ်ရာဇဝတ်မှုများအဖြစ်နဲ့ဖော်ပြခဲ့ကြတယ်လို့သိရပါဗါးဒါ့ပြင်မြန်မာစစ်ဗိုလ်ချုပ်များကပြည်သူလူထုရဲ့အုံကြွမှုကိုမချေမုန်းနိုင်ခဲ့ပဲနဲ့စစ်ကောင်စီအတွက်ကြီးမားတဲ့ဆုံးရှုံးမှုများနဲ့နယ်မြေဆုံးရှုံးမှုများကိုကြုံတွေ့ခဲ့ရပါတယ်။ရုရှားနဲ့တရုတ်နိုင်ငံတို့ကပံ့ပိုးပေးနေတဲ့ ဒေါ်လာဘီလီယံနဲ့ခြေပြီးတန်တဲ့စစ်လက်နက်ပစ္စည်းများကိုမြန်မာစစ်တပ်ကအသုံးပြုပြီးတိုက်ခိုက်ခဲ့တော်လဲတော်လိုင်းတပ်များကလောက်လေးခွများနဲ့လေတနက်များနဲ့သာတော်လိုင်းရေးကိုစတင်ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ပြည်သူများရဲ့လူဒန်းငွေများနဲ့အ धिक လက်နက်တပ်ဆင်ခဲ့ရတော်လဲပြီးခဲ့တဲ့နှစ်10276စင်ရေးကြောင့်ပြည်ပကစစ်ရေးအကူအညီမပါဘဲနဲ့တောင်စစ်တပ်ရဲ့အာဏာတည်မြဲရေးကိုစိန်ခေါ်နိုင်ခဲ့တဲ့အတွက် ပုံမကောင်းမွန်တဲ့ဆက်လက်နဲ့ပစ္စည်းများရရှိရေးအတွက်လမ်းပွင့်သွားခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်မြန်မာနိုင်ငံဟာယူကရိန်းလိုမျိုးဆီးရီးယားလိုမျိုးပြိပခါများမှာမြင်တွေ့နေရတဲ့နိုင်ငံတကာစေတနာဝန်ထမ်းစစ်တီအများပြားမရှိဘဲနဲ့ပြည်ပကလူသက်စုဆောင်းရန်ညှိနှိုင်းဆောင်ရွက်မှုများလည်းမရှိခဲ့ဘူးလို့ပြောဆိုခဲ့ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကိုင်အဖွဲ့များအများအပြားဟာလည်းပြန့်ကျဲနေတယ်လို့ပြောဆိုခဲ့ပါတယ်သို့တော်လည်းလွတ်လပ်တဲ့ဆန္ဒစွန့်ရည်တို့နဲ့ပါဝင်တိုက်ခိုက်နေကြတဲ့ နိုင်ငံသားတိုက်ခိုက်ရေးသမားများက၎င်းတို့ရဲ့မွေးရနိုင်ငံတွေမှာတရားစွဲခံရမယ့်အန္တရာယ်ဖြစ်ပေါ်နိုင်တဲ့အတွက်ပြို့ဝတ်လှုပ်ရှားမှုများနဲ့မြန်မာနိုင်ငံရဲ့အရှိတ်အဝါနဲ့အနောက်ဘက်ကိုခီးသွားရောက်ပြီးတော့အကူအညီပေးနေကြတယ်လို့သိရပါဗျ။အယ်ဂျဇီရာကမြန်မာနိုင်ငံအရှိတ်ပိုင်းမှာရှိတဲ့တော်လိုင်းသမားများနဲ့အတူဂျေဆန်ရဲ့တိုက်ပွဲဝင်နေတဲ့ဗီဒီယိုဖိုင်နဲ့ဓာတ်ပုံများကိုမြင်တွေ့ခဲ့ရပြီးတော့သတင်းအရင်းမြစ်နှစ်ခုကလည်းသူ့ကိုမြေပြင်မှာတွေ့ရှိခဲ့တယ်လို့အတည်ပြုပြောကြားထားပါဗျ။ရုရှားရဲ့ကျူးကျော်မှုစတင်ပြီးမကြာမီမှာဗြိတိန်စစ်ပြန် ဂျေဆင်ကယူကရိန်းနိုင်ငံအတွက်တနည်းခွဲခန့်ကြအောင်တိုက်ပွဲဝင်ပေးခဲ့မှုတယ်လို့လည်းပြောဆိုခဲ့ပါတယ်။ကျွန်တော်ကခြေစားသမားမဟုတ်ပါဘူး။အမှန်တရားဘက်မှာနေပြီးတော့ကျွန်တော်ထင်တဲ့အရာအတွက်ကျွန်တော်လုံနေတာပါလို့ဂျေဆင်ကပြောဆိုခဲ့ပါတယ်။ယူကရိန်းနိုင်ငံမှာလိုမျိုးလေ့ကျင့်သင်ကြားမှုမရှိအတွေ့အကြုံမရှိတဲ့နိုင်ငံသားစေတနာဝန်ထမ်းတွေမြန်မာနိုင်ငံကိုရောက်ရှိလာမှာကိုလည်းသူကမလိုလားဘူးလို့ပြောဆိုခဲ့ပါဗျာ ယူကရိန်းမှာလိုမျိုးဘာမှမသိတဲ့နိုင်ငံသားစေတနာဝန်ထမ်းအယူတွေမြန်မာနိုင်ငံကိုရောက်လာပြီးတော့နောက်ထပ်ယူကရိန်းလိုဖြစ်မှာလို့လဲကျွန်တော်ကအမြဲစိုးရိမ်ပါတယ်လို့ဂျေဆန်ကပြောဆိုခဲ့ပါတယ်အခုအခါမှာ၎င်းကဗြိတိန်အမေရိကန်ကနေဒါနဲ့ဩစတြေးလျတို့ကစစ်မှုထမ်းဟောင်း6ဦးကနေပြီးတော့10ဦးပါတဲ့အဖွဲ့တစ်ခုကိုဖွဲ့စည်းပြီးတော့မြန်မာတော်လှန်ရေးတပ်များကိုကူညီပေးဖို့အတွက်မြန်မာနိုင်ငံကိုလာရောက်မယ်လို့သူကပြောဆိုခဲ့ပါတယ်။ကွဲပြားခြားနားတဲ့နိုင်ငံ၄ခုရဲ့တပ်မတော်၄ခုကစစ်အတွေ့အကြုံတွေစစ်အသိပညာတွေကိုကျွန်တော်တို့သူတို့ကိုသင်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့အထွေအကြုံတွေကတို့ကိုကူညီဖို့ကျွန်တော်တို့ရဲ့ဆန္ဒလိုလားချက်တွေကိုပုံမိုပြီးတော့ခိုင်မာစေပါတယ်သူတို့အနေနဲ့လွတ်လပ်မှုနဲ့ဒီမိုကရေစီကိုလိုချင်ကြတာပဲလို့ဂျေဆင်ကပြောဆိုခဲ့ပါဗါတယ်။၎င်းရဲ့ကုညီရေးတပ်ဖွဲ့ဟာအခုနှစ်နှောင်းပိုင်းမှာမြန်မာနိုင်ငံကိုရောက်ရှိလာဖို့အတွက်မျှော်လင့်ထားပြီးတော့နာမည်ပေးလိုခြင်းလည်းမရှိဘူးလို့ပြောဆိုထားပါဗါတယ်။ကျွန်တော်တို့အဖွဲ့ကလူဖြူကဲတင်ရှင်တွေမဖြစ်ချင်ကြပါဘူး။ကျွန်တော်တို့ကသူတို့ရဲ့စနစ်ထဲမှာပါဝင်အလုပ်လုပ်တာကိုပဲနှစ်သက်ပါတယ်။ကျွန်တော်တို့လုပ်မာတွေကအကုန်လုံးအခမဲ့ပါလို့ဂျေဆင်ကပြောဆိုခဲ့ပါဗါတယ်။ ်မေလ17ရက်နေ့မှာချင်းပြည်နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဇူလန် PDF ဇူလန်ကနိုင်ငံခြားသားစေတနာဝန်ထမ်း2ဦးဖြစ်တဲ့ American တောင်ပိုင်းက AZ နဲ့ British လူမျိုးစေတနာဝန်ထမ်း2ဦးတို့ကစစ်ပညာသင်ပေးနေတဲ့ဓာတ်ပုံများကိုဖော်ပြခဲ့ပါတယ် AZ ကစနိုက်ပါနဲ့ခြေလင်စစ်ပညာသင်တန်းများကိုသင်ကြားပေးနေပြီးကင်းထောက်ချင်းနဲ့အခြားစီရေးတာဝန်တွေကိုလည်းထမ်းဆောင်ပေးနေတယ်လို့သိရပါတယ်စစ်အစိုးရကမျိုးတွေကိုပြန်ဆုတ်သွားပြီးကျေးလက်ဒေတာတစ်ခုလုံးလွတ်မြောက်သွားပြီးမကြခင်မှာဒါမှမဟုတ်နောက်ပိုင်းမှာခုခံမှုတွေဟာ လူဦးရေထူထပ်တဲ့နေရာတွေကိုမကြမီရောက်ရှိလာပါလိမ့်မယ်လို့အဇက်ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မန်စီမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံးခံတပ်နှစ်ခုဖြစ်တဲ့ခမရ319နဲ့ခမရ601တပ်စခန်းတို့ကိုတိုက်ခိုက်လျက်ရှိရာစစ်ကောင်စီဘက်ကတိုက်ဆုံမှုများပြားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့ကနေစတင်ပြီးတော့မန်စီမြို့နယ်မှာရှိတဲ့ရဲစခန်းများနဲ့တပ်စခန်းများကို KI ဥဆောင်တဲ့တွန်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာမန်စီမြို့နယ်ရဲစခန်းကိုအဲ့ဒီနေ့နေ့လယ်ပိုင်းမှာသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။မန်စီမြို့နယ်မှာနောက်ဆုံးကြန့်ရှိခဲ့တဲ့ ခမရ316နဲ့ခမရ601တက်စခန်းတို့ကိုတော့ဒီကနေ့ဒီအချိန်ထိကိုဆက်လက်ပြီးတော့တိုက်ခိုက်နေသေးဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုအလွန်များပြားနေပြီးတော့လေကြောင်းတိုက်ခိုက်မှုများနေတာအဓိကခုခံနေရတယ်လို့သိရပါတယ်။မန်စီတက်စခန်းနှစ်ခုကိုတိုက်ခိုက်တဲ့နေရာမှာစစ်ကောင်စီဘက်ကတောက်တောက်လဲသေးနေတယ်။မြေပြင်မှာလည်းသူတို့စစ်ကူမလာနိုင်ဘူး။လေကြောင်းနဲ့ပဲပြစ်ကူပေးနေတာ။စစ်ကောင်စီကမန်စီဘက်မှာလေရင်နဲ့ဘုံးတွေကိုတောက်လျှောက်ကျဲနေတယ်လို့ KIA ရဲ့သတင်းအရင်းမြစ်ကပြောဆိုခဲ့ပါတယ်အလားတူပဲမိုးမောင်မြို့ပြင်မှာရှိတဲ့စစ်ကောင်စီရဲ့တခုတည်းသောခံတပ်ဖြစ်တဲ့ခမရ၄၃ခုတပ်စခန်းကို KIA ဥဆောင်တဲ့တော်လိုက်တပ်များကတိုက်ခိုက်လျက်ရှိရာမကြာမီမှာပြည်သူတွေသတင်းကောင်းကြားလိမ့်မယ်လို့ KIA ရဲ့သတင်းအရင်းမြစ်ကရှင်းပြထားပါတယ်ခမရ၄၃ခုကိုကျွန်တော်တို့ဝိုင်းပြီးတော့ပိတ်ဆို့တိုက်ခိုက်နေပါတယ်မကြာမီမှာပြည်သူတွေအားလုံးသတင်းကောင်းကိုကြားနိုင်လိမ့်မယ်လို့ပြောကြင်ပါတယ်လို့ KIA ရဲ့သတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းပိုးအိုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့နယ်တက်မတော်ကွန်ပျူတာနဲ့ဤပညာသိပ္ပံကျောင်းတကနာကအရာရှိများနဲ့စစ်တီများဟာရှေ့တန်းကိုထွက်ခိုင်းနေတဲ့အတွက်တက်ကနေပြီးတော့ဆုံခွာထွက်ပြေးမှုများများပြားနေကကျောင်းအုပ်ကြီးဘုံမှုချုပ်သိန်းနိုင်ကတက်ပြေးသတင်းများကိုစစ်ကောင်စီထံကိုမတင်ပြဘဲနဲ့ဖုံးဖိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2024ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာမိုင်းပုံဟိုပုံစီဆိုင်မြို့နယ်များမှာတော်လှန်ရေးတပ်များနဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့ အဲ့ဒီတိုက်ပွဲများမှာဟိုပုံးတက်မတော်ကွန်ပျူတာနဲ့ဤပညာသိပ္ပံအကြောင်းကအရာရှိနဲ့စစ်တီများကိုပါရှေ့တန်းကိုထွက်ခိုင်းခဲ့တယ်လို့သိရပါတယ်။အခုလိုရှေ့တန်းကိုထွက်ခိုင်းခဲ့တဲ့အတွက်အရာရှိနဲ့စစ်တီအများပြားဟာဟိုပုံးမှာရှိတဲ့တက်မတော်ကွန်ပျူတာနဲ့ဤပညာသိပ္ပံအကြောင်းကနေပြီးတော့ထွက်ပြေးခဲ့ကြတယ်လို့သိရပါတယ်။ဒီနှစ်ဖေဖော်ဝါရီလမှာမိုင်းပွန်ဟိုပုံးစီဆိုင်မြို့နယ်တွေမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်တက်မတော်ကွန်ပျူတာနဲ့ဤပညာသိပ္ပံမှာစစ်စင်ရေးတာဝန်ကိုမထမ်းဆောင်ကြတာကြောင့်ဘုံမူဘိုကြီးတွေနဲ့စစ်တီများစွာထွက်ပြေးခဲ့ကြတယ်။ စစ်စင်ရေးကာလအတွင်းမှာတက်ကနေပြီးတော့ထွက်ပြေးမှုကိုအထက်ဌာနတွေကိုအဆင့်ဆင့်တင်ပြတာမျိုးမရှိဘဲကျောင်းအုပ်ကြီးဘုံမှုချုပ်သိမ်းနိုင်တဲ့အရာရှိကြီးတွေကဖုံးကွယ်ထားခဲ့ပါတယ်လို့တက်သတင်းရေးမြစ်ကပြောဆိုထားပါတယ်တက်ကနေပြီးတော့ထွက်ပြေးကြတဲ့အရာရှိနဲ့စစ်သည်များဟာမိုင်းပုံဟိုပုံစီဆိုင်မျိုးနယ်တိုက်ပွဲများမှာပါဝင်တိုက်ခိုက်ခဲ့ရပြီးတော့တေဆုံးမှုအများအပြားလည်းရှိခဲ့တယ်လို့သိရပါတယ်မပြေးတဲ့စစ်သည်တွေကတော့အထက်အမိန့်ကြောင့်ကြီးစံနေကြမှာခက်ခဲပင်ပန်းစွာတာဝန်ထမ်းဆောင်နေရတယ်တည်တဲ့သူတွေလည်းတည်ကြတယ်အဲ့ဒီလိုတက်ပြေးတွေအများကြီးဖြစ်ခဲ့တာကို အထက်အရာရှိကြီးတွေကလည်းအထက်ကိုမတင်မဲနဲ့အခုချိန်ထိကိုမသိကြအောင် စောင့်နေကြတယ်စစ်စင်ရေးတာဝန်ရှောင်လွဲမှုကိုအေးအေးယူတာမျိုးတက္ကနမှာမလုပ်ဘူးလို့တက်တွင်းသတင်းအရေးမြစ်ကပြောဆိုထားပါဗျ။အခုလိုမျိုးစစ်စင်ရေးကာလလွန်မြောက်တဲ့အခါကျမှတက်ကနေပြီးတော့ထွက်ပြေးနေတဲ့အရာရှိနဲ့စစ်တီတချို့ဟာဟိုပုံးတက်မတော်ကွန်ပျူတာနဲ့ဤပညာသိပ္ပံအကြောင်းကိုပြန်လာကြတယ်လို့သိရပါဗျ။အခုလိုမျိုးပြန်လာတဲ့သူတွေကိုလည်းចောင်းအုပ်ကြီးဘုံမှုချုပ်သိန်းနိုင်ကတိုးတိုးတိတ်တိတ်နဲ့ပြန်လဲလက်ခံလျက်ရှိတယ်လို့သိရပါဗျ။ ဟိုဘုံကတက်တွေကိုရှေ့တန်းကိုမပို့တော့ဘူးဆိုမှတက်ပြေးတွေက ပြန်လာကြတာတက်ပြေးသွားတဲ့သူတွေကိုလည်းစစ်စည်းကမ်းဥပဒေနဲ့အညီအရေးယူခြင်းမရှိဘူးကျောင်းအုပ်ကြီးနဲ့အထက်အရာရှိကြီးတွေကတပ်ဆိုင်ရာ staff အဆင့်အဆင့်လိုက်ထိန်ချမ်းပြီးတော့လက်ခံထားကြတယ်တခြားသူတွေကိုလည်းမသိကြအောင်ဆောင်ကိုင်းတယ်ပြန်လာတာကိုတော့ကျေးဇူးတင်နေကြတာစစ်တပ်ကအဲ့လိုတောင်တက်ပြတ်နေတာလို့တက်တွင်းသတင်းအရေးမြစ်ကရှင်းလင်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကောမြို့နယ်ရေသာရွာနဲ့ရွှေဘူရွာကပြည်သူအမျိုးသား၂ဦးကိုပြူစောတိစစ်ကြောင်းကတပ်ဖြတ်ခဲ့ပြီးတော့နေအိမ်280တလုံးကိုမိရှုဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ16ရက်နေ့မနက်6နာရီအချိန်ကစပြီးတော့ဂံကောမြို့နယ်မြောက်ပိုင်းနဲ့ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ပြူစောတိရွာ၁၂ရွာကအင်အား200ခန့်ပါတဲ့စစ်ကြောင်းဟာဂံကောမြို့နယ်မြောက်ပိုင်းတင်တော်ရွာရွှေဘူရွာနဲ့ရေသာရွာများကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးတော့မနက်10နာရီအချိန်ကစတင်ပြီး ရွှေဘိုရွာကနေအိမ်266လုံး၊ရေသာရွာကနေအိမ်15လုံးကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ရွှေဘိုကျေးရွာအတွင်းကနေပြီးတော့မျက်စိလည်းမမြင်၊နားလည်းမကြားတဲ့အတွက်ကျေးရွာထဲကနေပြီးတော့ထွက်မပြေးနိုင်တဲ့သူအသက်80အရွယ်ဦးတာနွယ်နဲ့အသက်40ခန့်အရွယ်ရှိတဲ့အမျိုးသားတအုပ်ကိုလည်းညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ပြည်သူများကိုတပ်ဖြတ်ပြီးနေအိမ်များကိုမိရှုဖျက်ဆီးပြီးတဲ့နောက်မှာပြည်သူတွေရဲ့နေအိမ်အတွင်းကနေပြီးတော့ခိုးယူသွားတဲ့ပစ္စည်းများနဲ့ရွှေဘိုကျေးရွာကတန်ကားတော်9ပါးကိုတစားကံအဖြစ်နဲ့ဖမ်းဆီးပြီး မြောက်ခင်ရန်ကြေးရွာကိုပြန်လည်ဝင်ရောက်သွားပြီးတော့မေလ18ရက်နေ့မနက်ပိုင်းမှာဒဇာကန်ဖမ်းဆီးသွားတဲ့တန်ခါခွနပါးကိုပြန်လွတ်ပေးခဲ့တယ်လို့သိရပါဗျ။ပြူစောထီးများမိရှုဖြက်စီကထွက်သွားပြီးတဲ့နောက်မှာကြက်ရှိနေတဲ့နေအိမ်များဟာမိကူးဆက်ခြင်းမရှိသေးဘူးအတွက်ဂံကောခရိုင်အမှတ်တရရင်အမှတ်7တရရင်နဲ့အမှတ်14တရရင်ကရဲပေါ်များပကဖရဲပေါ်များဂံကောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မြို့နယ်ပအဖမိသက်အဖွဲ့ ရန်ကုန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပကဖကူညီကယ်ဆယ်ရေးအဖွဲ့နဲ့ရွှေဘိုရွာပကဖပကဖအဖွဲ့များကဝိုင်းဝန်းပြီးတော့မိငိမ့်တက်ခဲ့ပြီးပြူစောထီများတပ်ဖြတ်ခဲ့တဲ့ရုပ်အလောင်းနှလောင်းကိုလည်းကောက်ယူကာဘေးကင်းတဲ့ကြေးရွာမှာကောင်းမွန်စွာမိသကြိုပေးခဲ့တယ်လို့သိရပါဗျ။ရွှေဘိုရွာကတော့အင်ဂျင်နည်းနည်းပဲကြံတော့တယ်။လက်ရှိမှာတော့မိုးဥကြကာလာရောက်ပြီဆိုတော့တဲထိုးဖို့လို့မိုးကာဖို့လို့အရေးပေါ်လိုအပ်လာပါတယ်။ပြီးတော့အကုန်လုံးမီးလောင်နေတဲ့ပါသွားတဲ့အတွက်ကြောင့်စားနပ်ရိက္ခာနဲ့စေးဝါးတွေဘာမှမရှိတော့ဘူး။ ဒါတွေကိုလှူပေးနိုင်ရင်လည်းကူညီပေးနိုင်တဲ့သူများရှိကြရင်လည်းကူညီပေးကြဖို့တောင်းဆိုချင်ပါတယ်လို့ရောအလင်းတန်းကကိုပါကောင်းကပြောဆိုထားပါဗျ။ပြူစောထီးများရဲ့မိရှုဖြက်စီးမှုကြောင့်ဒုက္ခရောက်နေကြရတဲ့ရွှေဘိုကျေးရွာနဲ့ရေသာကျေးရွာနေပြည်သူများအထွတ်အရေးပေါ်လိုအပ်နေတဲ့မိုးကာရိတ်ခါနဲ့စေဝါများဆက်သွယ်လှူဒန်းလိုပါကကံကောမျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ထံကိုဆက်သွယ်လှူဒန်းနိုင်တယ်လို့အသိပေးထားပါဗျ။ရွှေဘိုရွာဟာအကြမ်းဖက် စစ်ကောင်စီတပ်သားများပြူစောထီးများရဲ့၃ချိန်မြောက်မိရှုခံရခြင်းဖြစ်ပြီးတော့ အင်ဂျင်900ကျော်ရှိတဲ့တဲကအင်ဂျင်295လုံးမီးလောင်ဆုံးရှုံးထားရကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ